မိမရသွားပြီငါလက်ကလွတ်ပြုတ်အမေနဲ့အတူမတွေ့တာကြာပြီနော်တဲ့လက်ပြလိုက်အောင်မကလာဘင်းမကလာပါအမေနဲ့အတူမတွေ့တာကြာပြီဆိုတော့ကျွန်တော်စကိုင်းမှာရိုက်ဘလော့ရိုက်ဖြစ်နေရများတယ်ပေါ့နော်အရင်ကဆိုရင်ကျွန်တော်လည်းရွာနေလိုက်စကိုင်းနေလိုက်ပေါ့နော်ရွာမှာဘလော့လေးသွားရိုက်လိုက် အဲဥမာဗျာတလားမှာရက်30ဆိုရင်15ရက်လောက်ကရွာနေတယ်15ရက်လောက်ကစိုင်မာနေတယ်ပေါ့နော်အခုဒီ7လပိုင်းအဲ9လပိုင်းနေရပေါ့နော်ဆိုင်မှာ all right ရမ်းများတော့ကြတော့ကျွန်တော်ဆိုင်မှာပဲနေပြနေတာပေါ့နော်အလူမတန်ဗျူလေးရိုက်ပါရွာမှာဘလော့ကသွားမရိုက်ဖြစ်ဘူးအမေကကျတော့ရွာမှာအနေများတယ်ပေါ့နော်အနေများတာမဟုတ်ရွာမှာပဲနေတာပါဟိုပါပေါ့နော်အငြဲတမ်းပေါ့နော်တချို့ဆိုလို့ရှိရင်လည်းကျွန်တော် comment လေးအောင်မှာလာမှတ်နေအမေဟိုကရွာမှာပဲထားတာလားစကိုင်းမှာခေါ်မထားဘူးလား အမေနဲ့တူတူမနေတော့ဘူးလားအိမ်အောင်ကြတော့အမေကိုပြစ်ထားတာလားပြောအမေရှင်းတော့လားပြောပြစ်ထားတာတော့ဟုတ်ကဲ့မဟုတ်ဘူးပေါ့အမေစိတ်မတူနဲ့ပြောအခုလဲပေါ့နော်ဒါတော့မှပဲပေါ့နော်အမေကရောမအမေရေးသားဒီလားတော့ရောပြန်မလာပြဘူး အော်ဒါတွေကများတယ်အမေအိမ်ကအိမ်ကကျတော့ဦးလေးတို့ကခဲညင်စိုက်တယ်စပားတွေပါတော့စိုက်ပြီးသွားပြီပေါ့နော်အိမ်ကလည်းတောင်သူလောက်ကရှုပ်တယ်ဗျာကျွန်တော်တို့မိသားစုဝင်ကိုပြောပြမယ်ပေါ့နော်ကျွန်တော်တို့မိသားစုဝင်မှာအတူနေမိသားစုဝင်ပေါ့အတူနေမိသားစုဝင်မှာကကျွန်တော်ရဲ့အဖွားရဲ့ပြီးတော့အဖွားရဲ့သားအငယ်ဆုံးပေါ့နော်အဖွားမှာကတော့ရှိသေးရဲ့သားသမီးတွေဒါပေမဲ့အဖွားရဲ့သားအငယ်ဆုံးနဲ့တူတူနေတာဟုတ်ရင်ကလေးကအသားအငယ်ဆုံးရဲ့အဲသားအငယ်ဆုံးရဲ့ဇနီးရဲ့ပြီးတော့ကျွန်တော်အခုဆိုင်မှာတူတူနေတဲ့ view တွေထဲမှာပါတယ်ကျွန်တော်ညီမလေးညီမတဝန်းခွဲရဲ့ညီမလေးရဲ့အဲ့ သူ့အောက်ကညီမလေးရဲ့အဲ့တော့အားလုံးအိမ်မှာမိသားစု6ယောက်ရှိတာပေါ့နော်6ယောက်ရှိတဲ့အချိန်မှာကျွန်တော်နဲ့ညီမလေးတော်တော်နဲ့ကစိုင်မှာညီမလေးကလည်းစိုင်ကိုဦးစီးပြီးတော့လုပ်နေရပါတော့เนาะကျွန်တော်စိုင်ကညီမလေးနဲ့လွှဲထားတာများတယ်အဲတချို့ຢာရီလောက်ပဲကျွန်တော်ဝင်ရောက်လုပ်တာပေါ့နော်ညီမလေးပဲဦးစီးပြီးလုပ်နေရပါတော့စိုင်ကအဲဒါပေမဲ့ ညီမလေးကြောင်းတက်တဲ့ကာလကြီးပါဆိုရင်တော့ညီမလေးကလည်းအခုနောက်လာတယ်ဆိုလို့ချင်းကြောင်းတက်ရတော့မှာပေါ့နော်အဲဟိုတင်းကကွန်မန့်လေးတစ်ခုလည်းတွေးလိုက်တယ်ညီမလေးကိုတင်ညာတက်ဖြစ်အောင်လုပ်ပေးပါမျက်နှာမငယ်အောင်ပါအဲ့လိုလေးပြောတယ်ပေါ့နော်ညီမလေးကခွဲကြောင်းတက်နေမှာတတိယနှစ်တက်မှာပေါ့နော်အဲပြီးတော့အဲ့တော့ကျွန်တော်တို့ကဒီမှာရှိတဲ့အချိန်မှာအိမ်မာကအငယ်ဆုံးညီမလေးကလည်းကြောင်းတက်နေတာအဲ့တော့အိမ်မာက ဦးလေးရဲ့အန်တီရဲ့နှစ်ယောက်ပဲရှိတယ်ဈေးဆိုင်ရလည်းရှိသေးတယ်အမေရဲ့ဈေးဆိုင်ရလည်းရှိသေးတယ်အဲ့တော့ဈေးဆိုင်မှာအန်တီကဈေးကြောင်းတယ်ဆိုလို့ကြာအဲဈေးကုန်တွေပါတယ်ကုမဲကိုဈေးဝယ်ရတာတွေရောတောင်သူလုပ်ငန်းရောမနိုင်ဘူးပေါ့နော်အဲ့မှာအိမ်ကလုပ်ငန်းမနိုင်တဲ့ချိန်မှာအဲ့တော့ကျွန်တော်တို့ကဒါမိသားစုရဲ့လုပ်ငန်းအရာပေါ့နော်ညီမလေးကိုဒီခေါ်ထားမယ်ဆိုလို့ရှိရင်အမေကရွာမှာနေပြီးတော့ပေါ့နော်အိမ်မှာအိမ်ကိုညီမလေးကြောင်းတက်တင်ရဲ့ညီမလေးလည်းရှိတယ်ဗျာဒါတမီမဲမျိုးပြောလို့ဆိုကလေးကိုလည်းစောင်းချောင်းရင်းနဲ့အိမ်မှာ ရှက်ရေးပြုတ်ရေးလေးတွေပါနေနည်းပါစီစဉ်ပေးတာပေါ့နော်ကိုယ်တိုင်ချက်တာမျိုးတော့မဟုတ်ဘူးဈေးဆိုင်လေးမှာလည်းဈေးလေးပါလေးရောင်းအဲ့ဒါလည်းတပိုင်းကြောင့်မလို့အမေကအဲ့တော့အခုကတော့တလမှာရှက်30လောက်ဆိုရင်အမေကဒီမှာတပတ်လောက်ပဲနေပါတယ်အတပတ်လောက်တော့လာတယ်ပေါ့နော်ဒါတော့မှတော်တော်ပင့်ယူရတယ်ပေါ့ ဟုတ်တယ်လားအဲ့ဒါတအားလုပ်တွေရှုပ်နေတာရာဒီကွင်းဆိုတော့အခုဆိုလဲခင်းညင်စိုက်နေတာခင်းညင်တိုင်ထောင်းတာတွေပိုင်းနဲ့အင်းကအလုရှုပ်တယ်ပေါ့နော်တော့အေးကဦးလေးကလည်းတောဟုတ်သွားအန်ဒီကလည်းတောသွားဆိုရင်အမေရဲ့ဈေးဆိုင်ကရောင်းမဲ့သူမရှိတော့ဘူးအဲ့လိုမျိုးအင်းလုပ်ငန်းလေးလည်းရှုပ်တော့ပြစ်ထားမှာမဟုတ်ပါဘူးအမေဒါကတော့လုပ်ငန်းရဲ့သဘောဥဒါပြောပြတာပါအမေရဲ့စိတ်ကလည်းသူရွာမာလာဒီမာလာဆိုသူဒီမာနေချင်ပါလေမဟုတ်ရွာမာနေချင်တယ်လွဲသွားလို့ရွာမာနေချင်တာမိမရသွားပြီငါလက်ကလွတ်ပြုတ်ခွေတို့ကြီးစားစား နင်းမိမရသွားပြီနေတော့ဗောနော်အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်ပစ်ထားတာနော်အဲ့လိုမျိုးอืมဟေးငါလည်းတောင်းပြရလဲများလေမနိုင်ဘူးဗောနော်อืม ဟုတ်ပါဘူးအဲ့ဒါတပိုင်းမှာအမေရဲ့စိတ်ကလည်းရောမပြောရဲမလားဒါတော့ဒါတော့ဒါတော့တာမီနေဟာတာနေနဲ့ပြောတာပါအမေကိုလည်းကျွန်တော်ကတော့ဟိုဘယ်မှာခေါ်ထားကြတယ်တော့မရှိပါဘူးဒါပေမဲ့ဒီယိုရောလည်းကျွန်တော်ကိုယ်နားမှာနေရင်တော့လည်းပူကောင်းတာပါဒါပေမဲ့ဆိုင်မှာကြောက်တယ်လူကြီးလေအမေရဲ့တက်ကအသက်82နှစ်ကိုရောက်သွားပြီအဲ့တော့အသက်ကြီးလာရတောက်ချောင်းမှာကျွန်တော်တချို့ vlog မှာထည့်မရိုက်ဖြစ်တော့တာမျိုးကြီးကြားလေးကြားလေးနည်းနည်းမရိုက်ဖြစ်တာလေးတော့ရှိလာမယ်ပေါ့နော်အဲပြီးတော့အဲ့ဒါကလေမချစ်တော့လို့အိမ်အောင်ကြတော့လို့ထဲမြိုက်တော့မျိုးမဟုတ်ပါဘူးပြီးတော့ဟိုအမေကရွာနဲ့ဒီနေဆိုရင်ဗျာဒါအရှင်းဆုံးပြောလို့ရှိရင် အဲဒါဘယ်လိုပြောမလဲဒီမှာနေမှာနဲ့ယွာမှာနေမှာသူယွာမှာနေဖို့အသက်ရှည်နေမယ် ။ဘာကြောင့်လဲဆိုတော့မျိုးပြရဲ့မုန်းကြမှုနဲ့ရွာမှာနေရတာနဲ့မတူဘူးပြ။ရွာမှာလေကောင်းလေတန်းရတယ်။ပြီးရင်သူ့စိတ်ကူးနေသူပြ။အိမ်မှာကြဲကြဲဝန်းဝန်းနဲ့နေရထိုင်ရတာဆိုတာတနေ့တာဖြတ်တမ်းမှုမှာじゃဒီမှာじゃတော့စိုင်ဖြစ်တယ်နေရထိုင်ရင်တော့ရှိစော်ညာလဲဧည့်သည်ကြတာနဲ့ကြော်လော်တဲ့အငွေတွေနဲ့မျိုးစုံပေါ့နော်။အဲ့တော့ဒါကဒါကျွန်တော်အိမ်အောင်ကြောက်ဆောင်မှပြောချင်တယ်မဟုတ်ပါဘူး။ရှေ့မှာအိမ်အောင်မကြခင်ကလည်းစိုင်မှာအမေကအဲ့လိုပဲတစ်ခါတလေနေတယ်။ရွာမှာအနေများပါတယ်။အရင်ကတော့အဲတလမှာရက်20လောက်ကရွာမှနေဒီမှာ10ရက်လောက်နေတယ်အဲ့လိုမျိုးနေတာပေါ့နော်အခုကတော့ဒီမှာတစ်ဖက်လောက်ပဲနေတယ်ကျန်တဲ့၃ဖက်က ရွာမှာပဲနေတယ်ပေါ့နော်နောက်ဆိုရင်ဒီမလာတော့ခုတော့ပြင်ချင်းနေပြီလာပါတယ်လာမှာပါပြင်ချင်းနေမလားခုတော့ပြင်ချင်းပါပြင်ချင်းနေဟူပြင်ချင်းပါပြင်ချင်းပါရပါ အိမ်လေးမင်းရဲ့ကနေလူတွေလည်းငားတယ်တဲ့ပြီးပြီတဲ့ဟိုအိမ်ကကြောက်လေဦးလေးနဲ့အန်တီနဲ့ကလည်းအခုကျွန်တော်တို့ဒီလာတဲ့ချိန်ဆိုရင်အန်တီအမေရောညီမလေးရောဒီရောက်နေလို့ရှိရင်အိမ်မှာအန်တီရဲ့ဦးလေးရဲ့အငယ်ဆုံးညီမလေးရဲ့ပဲရှိတာအငယ်ဆုံးညီမလေးကကျတော့ကြောင်းနဲ့ကျူရှင်ကျူရှင်နဲ့ကြောင်းပေါ့နော်သူကလည်းသူရှုံနေဆိုတော့ဈေးဆိုင်ကတစ်ဖက် တောင်းသူလုပ်ငန်းကတစ်ဖက်ပြီးရင်ဦးလေးကညနေခင်း9:00နာရီခွဲအထိဦးလေးက3ဘိန်းထောင်ထားသေးရပေါ့နော်3ဘိန်းနဲ့အိမ်လည်းအိမ်ရင်ကဈေးကုန်လည်းဈေးလိုက်တယ် ပြီးတော့အဲတခြား key passenger bike ရှိရပါတော့ခီးတယ် bike ကုမဲနဲ့ရွာနေပေါ့နော်ဈေးလိုက်တဲ့ခီးတယ်လည်းရှိတယ်မြောစာ18တာစေပစ္စည်းဝယ်တာအားတော့သူကဘယ်လိုပေါ့နော်အစုံလောက်တော့ကြတော့လုပ်ငန်းမလဲမီဘူးတော့အမေရွာမှာရှိနေရတော့ပို့ပြီးတော့လည်းမိသားစုလုပ်ငန်းတော့ပို့အဆင်ပြေတယ်ပေါ့နော်အဲ့တော့အမေကအဲ့လိုမျိုးရွာနေလိုက်ဒီနေလိုက်မလို့တချို့နေရာမှာထည့်မရိုက်ဖြစ်တာပါနော်ဒါလေးရှင်းပြလိုက်ပါတယ်ကျွန်တော်ပြစ်လည်းမထားပါဘူးအဲ့ဒါမှာအားကြောင့် ဟမ်ပြောပါဦးအဆင်ပြေပါတယ်ဒီနေရာလည်းပြေးတယ်ရွာနေရာလည်းပြေးတယ်မင်းအဲ့လိုရောမချားနဲ့မင်းရွာမှာပို့ပြောတယ်တော့လုံးလိုက်အဲ့ဒါတော့မွေးစာတိပို့ပြောတာပေါ့တာဟမ်ပို့ပြောတယ်ပြီးတော့ဗျာဒီ blog video တွေရိုက်ရတဲ့ခါမှာလေနော်ရွာမှာလေ အဘလိုပြောမလဲစိတ်ချမ်းသာစရာပိုကောင်းတယ်ပေါ့နော်အဲဘလိုပြောမလဲရရရတလေးရတလေးနဲ့ကျွန်တော်ဗီဒီယိုတော်တော်များလေးရမ်းမိုက်တာတွေကိုကျွန်တော်ရဲ့ follower တွေအပိုကြိုက်ကြပါတယ်အဲ့တော့အဲကျွန်တော်တို့ဒီဆက်ရေးတက်မှုလည်းရှိကြပေါ့ဒီမှာတော့လည်းတာတာလေးဝတ်စကဲတန်လေးရောပေါ့ကျွန်တော်လည်းဒီဟာဆိုင်ရ order ကြနေလို့မပြန်ဖြစ်တာပေါ့နော်ရှော်တလေးလေးနဲ့ဘလော်လေးလေးနဲ့အောက်ကျရင်ရိုက်ပေးပါမယ်အဲ့တော့ ဒီ comment လေးတွေမဟုတ်ဘူးကောတော်တော်များများမေးနေကြလေးရှိလို့ဒါပြောပြပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ပြီးတော့ညီမလေးကိုလည်းပြင်မထားနေတော့အဲ့လို comment တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ညီမလေးကလည်းဆိုင်မှာ UCB လုပ်နေရဆိုတော့တချို့ blog တွေမှာတော့ညီမလေးကိုထဲမှာရိုက်ဖြစ်ဘူးပေါ့နော်ညီမလေးကလည်းကျွန်တော်နဲ့အတူတူရှိပါတယ်အဲတစ်နှစ်လုံးမှဆိုရင် तू ចောင်းသွားတက်တယ်နှစ်လားလွယ်လို့ဂျိုင်တဲ့အချိန်တွေအတူတူရှိပါတယ်လို့နော်ကျေးဇူးတင်ပါတယ်အဲ့ဒါလေးလာပြောပြတာပါ good night ပါ good night ပါမိချက်သားရတာနှက်တော့မယ်ဒီနော်နှက်တာနှက်တာချက်သားချက်သားနဲ့ ကြက်သားနှက်ချက်ပြီးတော့စွန်လောင်းဖို့ပေါ့နော်ဟင်းချက်လိုက်ပါအောင်မယ်အဲ့တော့ဟင်းချက်ဘလော့လေးမှာပြန်တွေ့ပါမယ်အခုအမေတီကိုအလဲလာတဲ့ကာလမှာအမေရွာနေယူလာတဲ့မြစ်တေမှုတွေဘောစကိုင်းရွက်တွေမြစ်အစိမ်းတွေရောပေါ့နော်အဲ့ဒါရင်းနဲ့ဟင်းချက်နေဗီဒီယိုလေးတွေရိုက်ထားပါတယ်စိတ်ကလေးစားဟင်းတွေရောဗီဒီယိုငါးဖို့လောက်ရှိတယ်ပေါ့နော်အဲ့တော့အမေနဲ့အတူတူဗီဒီယိုလေးမှာတွေ့တာကြပြီဆိုတော့ကျွန်တော်ရဲ့ချဲ့ရတဲ့ follower တွေ subscriber တွေအတွက်ဗီဒီယိုလေးတွေတင်ပေးပါမယ်ကျေးဇူးတင်ပါတယ်ကျတာခုနိုင်ပါအားလေးလာပြောတာပါမှန်ဆက်လားတတတတ